အဲ့တော့ကျမနေခင်ရတုန်းကကျမစဉ်းစားတယ်အဒီဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့တွေပေါ့အခုတကယ်လေးဒီမှာကြီးနာတာနဲ့ပတ်သက်ပြီးတော့လေအာကျမစဉ်းစားတယ်ဆော့ဆော့ရတုန်းကမတ်ဝင်းခင်ခင်ဒီ live ကအောက်မှာရေးထားတဲ့စာမာရောပြီးတော့ match chain ဆိုတော့ချမ်းချမ်းကျမတို့2024နိုဝင်ဘာမှာရေးထားတဲ့စာရောကျမကြည့်လိုက်တဲ့အချိန်မှာတေချာဘောက်အဲ့ဒီစာမှန်ကန်တယ်လို့ကျမယူဆတယ် ကျမရဲ့အယူအဆလေဘာကြောင့်လဲဆိုတော့ကျမတို့တွေဥပမာကိုခွန်ကိုအားနဲ့လှူလာတလမမြန်မာငွေကြက်စံတဲ့အိစံနဲ့အဖို့ပေါ်အခုကလေးရအဲ့ဒါလောက်နဲ့စကဆာကျမတို့ကိုဖမ်းမယ်ဆိုရင်ကြားလာနေပြီဖမ်းရမှာ2022ကလေးရโอเค2022လို့2023 2025လောက်ကလေးရ2024လောက်ကလေးရကျမတို့ ီလိုမျိုးတွေကျင်ညာပြီးလောက်ရမှာလေအခုကဒီရဲ့ပိုင်းမှာသူကျင်ညာတာလေအဲ့ဒါဘာလဲဆိုတော့လွန်ခဲ့တဲ့၃ရက်ပေါ့နော်လွန်ခဲ့တဲ့၃ရက်လောက်ကကျမက NUG နဲ့ပတ်သက်ပြီးတော့ငွေရေးကြေးတွေကြောင်ကိုရီးယားမှာဖြူဖြူအင်ကိုရီးယားမှာ ਨੇ ပတ်သက်ပြီးတော့တိန်းပေါင်း6800ကနေပြီးကျမတို့အခုတိန်းပေါင်း450လူတာပဲရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒါတွေ ਨੇ ပတ်သက်ပြီးတိတိကျကျစစ်စစ်ပေးဖို့ကျမပြောခဲ့တယ်ရှင် ဲ့ဒါကလည်းဖြူဖြူအင်ကိုရီးယားထဲမှာသူတို့အချင်းချင်းနေတင်နေတယ်။တိပြီးတော့ဆောင်ရင်းဆောင်ရင်းနဲ့အခုငွေတွေကမလှူတဲ့အခါကျတော့မှအပြင်ကိုပြန့်နှံ့လာတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့လည်းကြားသိရတာဖြစ်တဲ့အတွက်ကြောင့်ကျမကအဲ့လိုပြောလိုက်တာ။ကျမတို့လည်းသိချင်တာပေါ့။မြင်မြန်ဆန်ဆန်လည်းပြီးစေချင်နေပြီး ခဏခဏကမ်ပိန်းကမ်ပိန်းကမ်ပိန်းဆိုတော့ကျမတို့လည်းတက်နိုင်သလောက်ထည့်သလိုမတက်နိုင်တော့လည်းမထည့်ဘူးပေါ့ဗျာခါတိုင်းဆိုရင်တော့လက်မှတ်တွေဝယ်အဲ့လိုမျိုးတွေလည်းကိုတက်နိုင်သလောက်ပဲလုပ်ကြရပေါ့ကိုတွေဝယ်လဲဒီဇိုင်းပေါ့နှစ်ဆောင်ပေါ့ဘယ်အများကြော်လဲဘယ်လိုလုပ်မလဲဒီမှာတင်နေရစားရတာလည်းမလွယ်ဘူးလေငွေဈေးတွေကလည်းဟိုတက်နေတဲ့အခါကျတော့မြန်မာငွေဈေးကတအားထိုးကျနေတဲ့အခါကျတော့ကျမခုနကတော့အမတ်ဟိုဝင်းခင်ခင်သူရေးထားတဲ့ပတ်သက်ပြီးရောရမချမ်းချမ်းရေးထားတဲ့စာနဲ့ပတ်သက်ပြီးရောရအော်ကျမစဉ်းစားလိုက်တာ အဲ့ဒီအဖြေကလုံးဝဖြစ်နိုင်နေဗျလုံးဝဖြစ်နိုင်နေပြီးတော့ဘာကြောင့်လဲဆိုတော့ကျမနဲ့ဒီတောင်ကိုရီးယားကချမ်းချမ်းနဲ့ရကျမနဲ့မတည့်ဘူးလေဒါတရားဆွဲထားကြတာဒါပေမဲ့ तू तू ကဈေးမရောနော်တခါတလေပဲစောက်ရောင်းတာ तू ဘာကြောင့်ပါတယ်လဲကျမကနိုင်ငံရေးသမားဖြစ်တဲ့အတွက်မနာလိုတာမရှိဘူးဒါအမှန်တကယ်ကိုပြောတာ तू မဈေးမရောပဲနဲ့ तू သူ့နာမည်ဘာလို့ပါလာတာလဲသူ့နာမည်ကိုပါလာခြင်းအဖြစ် အခုစအုပ်ဒီခုနကမတ်ဝင်းခင်ခင် ရေးထားတဲ့မတ်ဝင်းခင်ခင်ကမှ mail send ဆိုတဲ့ရှိရနေ credit ပြန်ပေးထားတာပေါ့အဲ့ဒီတယောက်ရေးထားတဲ့ထဲမှာပါတဲ့အတိုင်းပေါ့နော်ကျွန်မပြောရလို့ရှိရင်ဒါသူတို့မှန်းမရိပ်မိအောင်လို့ဒီကိုရီးယားချင်းချင်းဟိုပါဆွဲထည့်ထားတယ်လို့ကျွန်မယူဆတယ်ကျွန်မတို့ကမှ skin care ရောက်နေထားလိုက်တော့ကျွန်မတို့ကဥပမာ skin care ရောက်နေဘယ်သူမှလက်ကားလည်းမပေးပါဘူးဗျာဒါစဉ်းစားဖို့ပြောတာဘယ်သူမှလက်ကားလည်းမပေးဘူးကျွန်မတို့ဈေးလည်းမတင်ဘူးကျွန်မတို့အေးဆေးဆေးပဲနေတာဒါကြလို့စကစကတည်းကကျွန်မတို့က ဟိုဒါနဲ့ပတ်သက်ပြီးတော့အော်ဘယ်လိုမျိုးပေါ့နော်လုံမယ်ဆိုလို့ရှိရင်ကြားလာနေပြီးလုံရမှာလေအခုမှဟိုဟာအဲခါလုတ်တော့ကျမကတေချာတလောက်ရှိတယ်ဗျာတေချာတလောက်ရှိတယ်ပြီးတော့မှသူတို့ မဟုတ်တလို့တန်းညီတယ်ဗာညာပြီးတော့ဒီဒီရွှေမိုးတို့ဘာဇယ်လိုတို့ဒါစာဖက်လာတာလို့ကျမကမြင်တယ်ဒီအရင်နဲ့ပတ်သက်ပြီးတုံ့တက်စီခြင်းနဲ့အာ အီတလီကအစောရောချမ်းချမ်းရေးထားတဲ့စာထဲမှာလည်းသူကပြည်သူတွေကတော့ဒီငွေတွေဘယ်ကိုစီးစင်းစလဲဆိုတာသိကျင်တာပေါ့ကျမတို့လည်းသိကျင်တာပေါ့ဒါကြောင့်မလို့ဖြူးဖြူးရဲ့ show ပွဲမှာအာကျမတို့ကငွေတွေဘယ်ကိုစီးစင်တာလဲကိုကျမတို့မေးတဲ့သဘောပေါ့အဲ့ဒါဒီကြောင့်နေရာအတုထောင်လုပ်လိုက်တာလားစုံစုံကထပ်ပြီးတော့အားကျလာရင်စုံစုံကိုစကေးကျမ်းလိမ့်မယ်ပေါ့နော်။ကျမ်းကျင်လည်းကျမ်းပါ။နော်ကျမဒါကြိုးပြီးတော့မှအပြောထားတာပေါ့။အဲအဲ့လိုမျိုးတွေ အီတလီကမချင်ချင်အဆိုတော့ချင်ချင်ငိုတော့လေစိတ်မကောင်းဘူးဗျာနော်အဲ့ကျမလည်းစဉ်းစားတာစကားစတာမဖြစ်နိုင်ဘူးစကားစကိုတည်င်းပေးတာတော့ဖြစ်နိုင်တယ်အားကြောင့်လဲဆိုတော့လေကျမဈေးရောက်လာနဲ့ပတ်သက်ပြီးတော့လေကျမရဲ့ဇွန်နီလာထီအကောင့်နေမှာကျမရောက်လာမှမဟုတ်တာပြီးတော့လေကျမအကောင့်နေမှာတစ်ခါမှဈေးလည်းမတင်ထားဘူးကျမတိတိဟိုဘယ်လိုပြောမဈေးလည်းမတင်ထားဘူးဒီတိုင်းပဲရှင်းပြရတဲ့ပုံစံပဲကျမဘယ်သူ့မှလက်ကားလည်းပေးတာလည်းမဟုတ်ဘူးပြီးတော့ကျမတို့လေဥပမာလှူလေဆိုရင်လည်းအများကြီးလှူတာလည်းမဟုတ်ဘူးလေ အဲအများကြီးပဲလူလာနေတာပုံပုံလေးလေးပြောတာပေါ့ကိုတက်နိုင်တယ်လို့ပေါ့ကိုဒီလူအများဆုံးလူလာရရေပေးလို့မီးပေးလို့တည်ပြီးတဲ့အခါကျလို့ရှင်ကိုဒီလူတယ်ဆိုတာကလေထောင်ထဲမှာလေကြနေတဲ့သူတွေပေါ့နော်ထောင်ထောင်ဝင်စားကျမလူတယ်စပေးရှောင်းလေးတွေကျမလူတယ်အဲအဲ့လိုမျိုးတွေပေါ့ပြီးတော့အစားစာကြီးတာတွေပေါ့အဲ့တော့ကျမတို့ပြန်လည်းပြီးတုံးတက်တင်တယ်ကြည့်ရမလားဒီကျမတို့ရဲ့အခုဖြစ်ပေါ်လာတဲ့ကိစ္စစက္ကဆတ်ကြောင့်စက္ကဆတ်လက်ချက်မဖြစ်နိုင်စက္ကဆတ်ဆိုကျမတို့ကို တသိန်းနဲ့တင်းလောက်နဲ့ तू စိတ်ဝင်လာစားမှာမို့ဟိုကဘာလဲတဆိုင်တိတ်ဖို့တော့မရှိဘူးအဲ့ तू လုံးဝဆိုရင်ကြောင်းလာနေပြီနော် तू လုံးပါမှာအခုကတော့ကျမယူစားရဲအဲ့စာမှန်ကန်လေးမယ်ကျမလည်းဒီရက်ပိုင်းမှာဒီဘက်က NUG ရဲ့အာ NGO ပြောတာရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်ဖြူဖြူကိုရီးယားက3လရှိနေပြီ။တိမ်ပေါင်း6800ကနေပြီးတော့ငွေတွေမရှင်းပေးတာရှိတယ်။အခုဆိုင်ဝယ်သွားတာအဲ့ဒီဆိုင်က3600နော်။ ကိုရီးယားမှာရှိတဲ့ဆိုင်ကိုသူတို့အဖွဲ့တွေကလူဝယ်သွားတယ်ဆိုပေမဲ့လည်းတိတ်600ရှိတယ်နော်တိတ်600ဝမ်းတိတ်600မြန်မာငွေနဲ့ဆိုလို့ရှိလို့ရှိရင်တိတ်မောင်းဟို2000လောက်ရှိတာပေါ့โอเคတိတ်မောင်း2000လောက်ရှိတယ်အဲ့တော့ဒီဖြူဖြူအင်ကိုရီးယားတွေကပဲဝယ်သွားတာလားသူတို့အနေနဲ့ဝယ်နိုင်ခြေမရှိဘူးနော်ဝယ်နိုင်စမ်းမရှိတင်း600ဆိုတာမလွယ်ဘူးအဲ့တော့ကျမတို့အဓိကပြောချင်တာဒီနေ့ live မှာကြည့်နေတဲ့သူတရတယောက်ရှိတယ်ဗျာအဲ့တော့ခုနကတည်းကကျမတင်ထားတဲ့စာလေးပေါ့နော် ကျွန်တော်တင်ထားတဲ့စာအုပ်ဘယ်လိုပြောမလဲကျွန်တော်တင်ထားတဲ့စာကိုဟိုတီချာဖတ်ကြည့်ရင်လေသိလိမ့်မယ်သိလားဆော်လုံးကလေကျွန်တော်ဆော်ဆော်လုံးကတင်ထားရတာဒါကကျမတို့ဟိုကအနေနဲ့ အာပြည်သူတွေနေနေနေစဉ်းစားရမယ်အချက်လို့ဟိုကျမယူဆရတယ်ကျမကျမကြီးကောင်းပါတယ်ကျမကျမကြီးကောင်းတယ်ရင်ချိုးရသေးလားဘာကြောင့်လဲဆိုခုနကမှဒရာမာကြည့်ပြီလို့ကျမဟိုနေမကောင်းလို့မထင်နဲ့ကျမကဒီလိုပဲအတွေ့အခေါ်နည်းနည်းများသွားပြီဆိုရင်အော်ကျမအဲ့အတွေးတစ်ခုကျမနက်နက်ဆိုင်ဆိုင်ကျမလေ့လာတတ်တဲ့အချင်းရှိတယ်။ဒါကြောင့်မို့ကျမ thesis paper တွေရင်ဒီကပိုပိန်တတ်တယ် အဲ့တော့ကျမအတွေ့တစ်ခုနက်နက်နင်းနောနဲ့ကိုအဆအဆုံးအပီပြင်ပဲဗျာကျမမသူရေးထားတာနဲ့ကျမတို့ကျမတွေးနေတာနဲ့အဲလုံးဝမမှားဘူးဗျာအဲ့ဒါအမှန်ကန်ဖြစ်နေတယ်ဆက်ကဆက်ဘက်ကမဟုတ်ဘူးကျမတို့ဘက်ကကျမတို့ဘက်ကကိုချင်းချင်းကိုမနာလိုပြီးတော့လုပ်တာနော်အဲ့ဒါတိတ်ကြတယ်အဲ့တော့ဆော့ဆော့အတုံးကဒီမှာရေးထားလေမဝိုင်းခင်ခင်ပြောတာဝိုင်းခင်ခင်မဟုတ်မဝိုင်းခင်ခင်မဝိုင်းခင်ခင်ကျမတင်ထားတဲ့စာ ချမ်းချမ်းတလာကဘာမှမဟုတ်ဘူးတဲ့တခိုးမဘက်ကတရှူတက်တာပေါ့နော်ချမ်းချမ်းဂျပန်ပွဲကရေရင်ဖွင့်တန်ပို့စ်ကတခိုးမနဲ့ NUG အလူခံစားတာကိုပုံမှုပုံမှုတုံလုပ်သွားစေတာဘယ်ဆောက်ကဆက်ဘက်ကဒလန်က တသိန်းနှစ်သိန်းနဲ့စခွက်မဖြစ်ဘူးချမ်းချမ်းပြောသလိုချမ်းချမ်းစီအကောင့်တူနဲ့တော်တော်တောင်းမှာပေါ့ခုဟာကတခါတည်းလမ်းကြောင်းဖြစ်တာအဲ့ဒါကြောင့်တခိုးမဘက်ကလူလူပြောတာခုခုမကသူအကျိုးစီးပွားဓာတ်ရိုက်ထိတွေဝိုက်ဓာတ်ရိုက်ထိထိတွေဝိုက်ထိထိအကုန်ဖြုတ်မှာ ကိုချင်းမီကိုတော့ဘလုံငွေနဲ့အလဲအလဲလှုပ်လိုက်တယ်လေကျမတို့တွေပြန်စဉ်းစားစရာရှိတယ်ပေါ့နော်ဇွန်ဇွန်ကိုလည်းလှုပ်အောင်ပါဇွန်ဇွန်ဆိုတော့ကျမကိုခေါ်တာကျမအခုမတ်ချမ်းချမ်းအီတလီကမတ်ချမ်းချမ်းပြောသလိုပဲကျမတို့ကစီးဆင်းတဲ့ငွေတွေဘလို့တွေဖြစ်လို့ဘာမှမဖြစ်ဘဲနဲ့ဒီလိုမျိုးတွေဖြစ်နေရတာလေကျမတို့တက်လိုက်ရမြင်မြန်ပြီးစီချင်းနေနော်ကျမအခုကလည်းလင်းလင်းပြောပြမယ်ကျမခဏနေပြောပြကြရှိသေးတယ် ဇွန်ဇွန်ကိုလည်းလုံအောင်ပါတယ်အခုကပါမွားပဲရှိသေးတယ်ဇွန်ဇွန်အတန်ကျဲလိုက်စကေးကြီးစားနဲ့လုံလိမ့်မယ်တကယ်ကတခိုးမှနမ်းမဲ့တရင်စာတဲ့ပါရော့ထည့်ပြတာသူ့ဖဖူဘက်ကလီလေကောက်ယူတော့ပဲအော်ချင်းချင်းရဲ့ဝမ်းနဲ့မနေပါနဲ့ရှင်ကနိုင်ငံရေးကိုစေတနာရင်းခံပြီးပါဝင်ကဲ NUG ကိုယူသားစာထောက်ခံလေးကတကယ်ချင်းနေရကျမတို့ကတော့ယူသားစာပါဝင်နေတာဖြစ်ပါတယ်ကျမတို့ကတော့ဘီသူဘက်ကဖြစ်ပါတယ်အနီဘက်ကရောအစိမ့်ဘက်ကရောမဟုတ်ဘူးပြည်သူဘက်ကပါ ဒါကြောင့်မို့လို့ဒီတောင်ကိုရီးယားမှာတက်လိုက်ရတဲ့ဘက်တပြီးတော့ကျမကိုဆဲဆူနေတယ်ဆိုတော့ကျမတက်လိုက်ရဘက်တွေကိုဖြုတ်တာပဲမတွေ့ဘူး။ Okay ။ကျမကိုလုံရင်ကျမကဖြုတ်မှာပဲ။ကျမတို့ကအမြဲတမ်းပြည်သူဘက်ကဖြစ်တယ်။မြ мян ဆန်ဆန်ပြည်သူတွေကိုလွတ်မြောက်စေခြင်းမတိထက်ပို့ပြီးတော့လည်းမတည်စေခြင်းတော့ဟိုတနေ့ရပဲကျမပုတ်ပွင့်လည်းလည်းပြောပြမယ်။ကျမတို့ဒါအနီရောအစိမ်းရောအဲဒီဘက်ကအနီဘက်ကလူတွေစပေးဆောင်နေဖြစ်နေလဲဒါကျမတို့အကုန်တက်နိုင်တယ်လို့ခဲ့တယ်နော်။ဟိုတခိုးတစ်ဖက်တုန်းကဟိုတစ်ဖက်တုန်းကကျမအတိမိတ်ဆွေညီမလေး ကျမအတိမိတ်ဆွေညီမလေးအရာသူအိမ်တောင်ပြုတ်သွားတယ်အိမ်တောင်ပြုတ်လာဘယ်သူနဲ့ပြုတ်လာလဲဆိုဘိုးကြီးနဲ့ပြုတ်လာကျမကတော့မယူတော့မယူစီချင်းပေါ့အခုကလာရင်သူယူသွားခဲ့တိုင်းနဲ့သူယောက်ျားဘိုက်ကြီးနဲ့ဗျာဘိုက်ကြီးနဲ့ကြံခဲ့သူယောက်ျားဘိုးကြီးဆုံးသွားခဲ့အခုဘိုက်ကြီးကဘယ်လိုပြောမလဲဆိုတော့ အမရဲ့တဲ့ဘသူရှိမှလဲအကူညီဟိုပေါ့နော်ဟိုလိုမျိုးမဖြစ်ဘူးတဲ့ဟိုဘိုက်ကဟိုကိုဝန်ဆောင်ဆိုတော့ကလည်းတွေးကြတာလားဗလားအဲ့လိုမျိုးတွေဖြစ်လာရင်ချက်ချင်းခွဲရမှာမလို့တဲ့တမီးကိုပတ်စံချီးပေးပါတဲ့15သိန်းလောက်ချီးပေးပါတဲ့ဒီကကြီးထဲမှာနော်ကျမဒါပေမဲ့15သိန်းကိုစက်ဆိုကျမချီးပေးလိုက်တာသူ့ကိုလည်းကျမယုံတယ်ကလေးမလေးကိုကျမယုံတယ်ပြီးတော့ तू ကလည်းကျမကိုကြောက်တယ်ဒီနေ့ပေးမယ်ဆိုပေးတဲ့အစားထဲမှာပါတယ်သူစိတ်တက်ကြတယ်အဲ့တော့ကျမကဒီစစ်တက်ရဲ့စစ်တက်ဘိုးကြီးကသူ့ယောက်ျားဆုံးသွားတာအခုဘိုက်ကြီးနဲ့ဖြစ်တဲ့အတွက် ကျမတို့အစိမ်းရောအနေရောမခွဲကြအောင်ကျမတို့စိတ်မကောင်းဘူးလို့ပြောတယ်တပြောင်ကြလဲဘာမှမမြင်ဘူးဒီလဲမသိသူကမြန်မာပြည်မှာကိုယ်ကတမနော်ဒါခဏတာတည်ကြခဲ့ရတယ်ဆိုပေမဲ့စိတ်မကောင်းအဲ့တော့ကျမချီးပေးလိုက်တယ်သူကလည်းကျမကိုပြန်ဆက်ပါတယ်ဒါညင်းစရာကိစ္စမဟုတ်ဘူးဒါအခုကိစ္စကတော့ဒီဒီဟာဖြစ်နိုင်ခြေရှိတယ်ဗျာကျမတနေ့လုံးတွေးနေတာဒါလည်းဖြစ်နိုင်ခြေရှိတယ်အဲ့တော့လေဆိုကိုရီးယားမှာရှိတဲ့အောက်တန်းစားတွေရွှေမိုးတို့အုပ်စုတွေကကျမစကင်ကဲကောင်းရောင်းတာကိုမနာလို့ဘူး။ပြီးတော့သူ့ရဲ့အဖွဲသားတွေပဲကျမအခု လေးယောက်ထိသွားတဲ့သူတွေကလည်းကျမစကင်ကဲရောက်လာမနာလို့ကြောင်းအဲ့တော့နင်တို့နဲ့ငါနဲ့အပြိုင်ဆိုင်ဖိုက်ရအောင်မယ်โอเคနော်ပထမတော့လေသူတို့ကိုဟုတ်အရင်တည်းကငဲ့ညာတည်တယ်လုံးဝငဲ့ညာအောင်နင်တို့လုံးဝငဲ့ညာတော့နော်ငါပြောပြီးသားအစကလေးကလည်းအဲသူတို့အရင်တော့ကတော့ငဲ့ညာတယ်ခုနောက်ပိုင်းလုံးဝငဲ့ညာအခုပို့ပြီးတော့တောင်စိုးသေးတယ်ဒီနေ့ကပို့ပြီးတော့တောင်မှခိုင်မာသွားတယ်လုံးဝမငဲ့ညာအောင်ကျမအပြီးပြန်လုံးကျမလုံးမယ်ဆိုလုံးကျမအဲ့ဒီချိန်မှာအယိုးကြည်ကြည်အေးခန့်ခန့် အယိုးကြောင်းကြောင်းကြနေပါစေကျွန်မအပီလောက်တတ်တဲ့သူကျွန်မငငယ်ကလေးအဲ့ဒီစီရိုက်ရှိတယ်ကျွန်မဒီငငယ်ကလေးငါဒီအစ်စ်တက်ကိုရမှဆိုလို့ရှိလို့ရှိရင်အယိုးကြည်ကြည်အကြည်ခံခံကျွန်မအစ်စ်တက်ရအောင်လုပ်တတ်တယ်သူဒီစကောလာလည်းငါရအောင်လုပ်မယ်ဆိုရင်တေးတေးကြည်ကြည်ရအောင်လုပ်တတ်တယ်မလို့ဒါခမင်းဝအောင်ပါစားတာဒါကျွန်မရဲစကန်ကိုတော့ဥပဒေမဲ့နိုင်ငံမဟုတ်တဲ့အခါကျတော့ဥပဒေနဲ့တုံးပါတော့ဒီအတားဒီ က်ကဆက်လုပ်မယ်ဆိုကြားလာနေပြီကျမတို့လုပ်ရမှာကျမစဉ်းစားတယ်အခုမှကျမအန်ယူဂျီဘက်ကိုပြောလာတယ်ဒီဖြူဖြူကိုရီးယားရဲ့ငွေတွေတိမ်ပေါင်း6800เนาะမြန်မာငွေကျပ်တိမ်ပေါင်း6000ဖြစ်ရ450ပဲလူတွေကျန်တဲ့ငွေပဲရောက်ဟုတ်တယ်စေတနာနဲ့အတိုးလည်းမရှိပါဘူးဒါစေတနာသူဟဲ့ဖိုက်ကြီးတယ်လေငါတို့ကဲဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ငါတို့ရဲ့အနာဂတ်ကကလေးတွေဖြစ်တယ်သူဖိုက်ကြီးနေလေတို့ကြကြလို့ရှင်ဖိုက်ကြီးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မှာလဲ တွေးတွေးကြနေချက်ချင်းခွဲရရင်ဘလို့လုံးမှာငါအဲ့ဒီအချိန်မှာသူ့အမေတဲ့ဘိုက်ကလေးရဲ့သူ့အမေရဲ့ဟိုပဲငါကဲဖို့ပဲရှိတာလေခွဲရတယ်ဆိုလဲခွဲပေါ့တွေးတွေးကြတာလားငါလည်းမသိဘူးငါလည်းကိုယ်မဆောင်ဘူးငါလည်းမသိဘူးငါတို့ကပြည်သူဘက်ကပဲပြည်သူဘက်ကပဲဒါကြောင့်မလို့အားလုံးကိုမျက်မျက်တက်တက်နဲ့အလေကောင်ကနေပြီးလှုပ်ပေးတယ်ဘောပေါက်လာတယ်အဲဆွန်းဆွန်းရောင်လည်းမရဘူး အဆုံးလည်းမရဘူးပြည်သူတွေကိုလွတ်မြောက်ဆိုခြင်းနဲ့အခုတိုင်းပြည်ကစုပ်ပြတ်တက်နေတာဒီအရတော့မှန်တယ်လို့ကျမကတော့ယူဆတယ်ဒီ case ကလည်းကျမတွေးနေတာနဲ့လည်းမှန်ကျမတွေးနေတာလည်းအဲ့လိုတွေးနေတာတမနှလုံးတွေးနေတာကျမတမနှလုံးတွေးတယ်မနက်ကလိုက်လွှင့်လိုက်တယ်ဒါတမနှလုံးတွေးနေတာဒါပြောတာမနက်ကလေဧည့်သည်လာတော့မှသွားပြီးတော့မျက်နှာတက်ပြီးတော့လေမျက်နှာတက်ပြီးတော့တဲ့အခါကျတော့ချင်းချင်းငငစားချက်စားခြင်းနဲ့ဆိုတော့အဲ့ဒီဦးလေးလာတာကိုလေဦးလေး ဟိုဟာမဝင်းကားရေတုပ်ဝဲခဲ့ပေးအောင်သူတို့ရှိလို့ရှိရင်လက်ဖက်အကြောဆောင်ဝဲခဲ့ပေးအောင်အဲ့ဒီဥလေးကိုမာလာအဲ့ဒီဥလေးကယူလာပြီးတဲလာပြီးတဲလာပြီးပြီးတော့ကသူ့ကော်ဖီတိုက်ပြီးတော့ကျမလက်ဖက်တုံးနဲ့ထမင်းနဲ့စားရင်းနဲ့အဲ့မှာအာကျမတို့စကားပြောရနေကြတာပေါ့ဖြစ်ချောင်းကုန်စင်ပြောရနေကြတာအာဒီကိစ္စကိုကျတော့ကျမမနဲ့ကလေးကစဉ်းစားညနာမတက်ဘူးနော်တော့လည်းမတိုက်ဘူးကျမစင်စားနဲ့အခန်းထဲမှာစင်စားနဲ့အမောင်ချပြီကျမစင်စားနဲ့ဒီကိစ္စဘယ်ပဲစကားစားလုံမှနေကြားလာနေလုံမှကျမစင်စား ။နေစားပြီးဧည့်သည်လာတော့မှကျွန်မမျက်နှာတိပြီးတော့တိုက်ပြီးတော့ခါကြကျွန်မဧည့်သည်နဲ့စကားပြောပြီးကျွန်မဟိုပါပေါ့။ခမင်းစားနေနေပြီးလာပြီးလာပြီးဧည့်သည်လည်းပြန်သွားပြီးကျွန်မအဲ့ဒါကိုစဉ်းစားစဉ်းစားနေတဲ့အချိန်မှာကောင်လေးတစ်ယောက်ကနေပြီးတော့မှဒီ post ကိုလာပြီးကျွန်မကိုလာပို့ပါ။အမဒမားတဲ့။ငါ့ကိုဘယ်စကေးနဲ့ကြားအောင်ပါလဲ။တို့မေးချင်တာဘယ်စကေးနဲ့ကြားအောင်ပါလဲ။ငါတို့ဥပဒေရပဲသွားမှာပါ။အဲ့တော့အားလုံးတတိထားတင်ပြီလို့ကျမကတော့ယူဆတယ် ဒီဟာနဲ့ပတ်သက်ပြီးတရ၄ယောက်ရှိတယ်ဒီဟာနဲ့ပတ်သက်ပြီးတေချာစဉ်းစားစေချင်တယ်ဒါစကားစမှုကိုချင်းချင်းထိုးတဲ့ဟာကိုချင်းချင်းထိုးတဲ့ဒါအပူဆိုးတယ်ပြီးတော့ကျမစဉ်းစားနေရင်ကျမတို့တွေပါတဲ့နေဆိုရင်တမီးဆိုးလက်ပါရမှာဒါကြောင့်တမီးဆိုးမပါတယ်အမေရိကန်ချင်းချင်းမလို့လားအမေရိကန်ချင်းချင်းမလို့အမေရိကန်ချင်းချင်းမလို့တမီးဆိုးမပါတာလားပြီးတော့မတင်းတင်းတွေမတင်းတင်းနဲ့လည်းသူနဲ့မတည့်ဘူးဒီကိုရီးယားချင်းချင်းနဲ့လည်းသူနဲ့အလောက်ချစ်ချင်မဟုတ်ဘူး ။အကြောင်းမလို့ကိုရီးယားချမ်းချမ်းကိုလည်း तू မထည့်တင်ပဲနဲ့ तू ထည့်ထားတာ။တဘောပေါက်လား။မထည့်တင်ပဲနဲ့ तू ထည့်ထားတာ။ဘာကြောင့်လဲဆို तू တို့လို့မရိတ်မိအောင်ကိုကိုရီးယားချမ်းချမ်းကိုထည့်ထားတာ။ဂျာကျွန်မနိုင်ငံရေးအတွေ့ခေါ်ရအောင်နော်။ကိုရီးယားချမ်းချမ်းဈေးရောက်လာမှာမဟုတ်တာ။ तू ဘာလုပ်ထည့်ထားတော့။သူတို့မှန်းမရိတ်မိအောင်ထည့်ရ။အမလေးအစီမကြည့်တာမှပိုကောင်းမှာမကြည့်နဲ့အကုတို့ကင်းတယ် မကြည့်နဲ့အောက်ကူတူကင်းနဲ့မှာကြည့်နဲ့ကျမကျမအတိတွေတို့အားလုံးကိုကျမအဲ Facebook ကိုမတုံးဘူးမတုံးသိချင်းကိုရီးယားမှာ Facebook မတုံးဘူးကိုရီးယားမှာ Instagram ပဲတုံးတာ Instagram ပဲတုံးတယ်ကိုရီးယားမှာလေ Facebook လုံးဝမတုံး Toxic အရင်ဖြစ်လို့အဲ့တော့ဒီပို့ကိုကြည့်ပြီးသွားတဲ့အခါတေချာစဉ်းစားစီချင်တယ်တေချာစဉ်းစားချင်ကျမကတော့ဟုတ်တယ်ညမှန်တယ်လို့ကျမယူဆတယ်လုံးဝဘာကြောင့်လဲဆိုတော့မဆိုင်တဲ့သူတွေပါလာလို့မဆိုင်တဲ့သူတွေထဲတော့မှာပဲ တို့လောက်တာမမသိအောင်ထည့်ပေးမယ်သူတို့လောက်တာမှန်းသိသွားတာမဝိုင်းခင်ခင်လို့ဆိုလို့ပညာတတ်တယ်နော်ကျွန်မမနက်ကတည်းကတွေးနေတာလေအာဒီလိုပဲကျွန်မစဉ်းစားမိတယ်ညမလာပြီးဟာဟာတွေမပြီးနဲ့ငါတို့ကတေးချာတေးချာတယ်ကျွန်မတို့လည်းဒီလောက်အုံနောက်တွေတောင်မှကောင်းနေလားဒီဒီဒီချင်းနဲ့ပတ်သက်ပြီးတော့တော့အုံနောက်ကရှော့မတွေ့ဘူးဒါမှန်ကန်တယ်လို့ကျွန်မယူဆတယ်စက္ကစဖမ်းမယ်ဆိုကြားလာနေပြီ

အဖွဲ့ကြီးရှိတာပဲသူတို့ကြဘာလို့မပါတာကျမစဉ်းစားကျမတို့ထက်ပို့ပြီးတော့တက်လိုက်ရအောင်အကြီးကျယ်လုပ်နေတဲ့သူတွေရှိတာသူတို့ဘာလို့မပါကျမစဉ်းစားကျမတို့ကသမြောက်ကချောက်ကျမတို့လည်းအလူငွေတွေကောက်ပြီးတော့ကျမတို့လူနေတာမဟုတ်ဘူးလေကျမစဉ်းစားတင်းကင်းလုံမှန်တယ်မှန်တော့တယ်ကိုဂျင်မီတို့လိုရှိနေတဲ့နေရာတွေကိုလည်းအကြီးကြီးတွေမှာပဲသူတို့တည်မှာလေဘယ်သူမှမတည်နိုင် ားလုံးပြည်သူတွေသဘောပေါက်တယ်။ကျမတွေးထိုးတာမဟုတ်ဘူးနော်။ဒီဟာနဲ့ပတ်သက်ပြီးတော့စဉ်းစားစီချင်တာ။ကျမတွေးထိုးတာမဟုတ်ဘူး။ဒီကိစ္စအာမဲဆန်းကနေပြီးတော့မှမောက်ဝိုင်းခင်ခင်တင်ထားတဲ့ post ကလုံးဝသေစာတလောက်ရှိတယ်။တက္ကစကကျမတို့စိတ်ဝင်စားမှာမဟုတ်ဘူး။ဒီစုံတယောက်ကနေဒလန်ပေးလိုက်လို့ဒီလိုပဲအာကိုချင်မီတို့လိုပဲကျမတို့ TV မှာထည့်ပြီးပါလုပ်လိုက်တာ။တတိပေးလိုက်တာ။အဲ့ဒါလေးပြီးတော့စဉ်းစားတင်တာပါ။ ဲကျမတို့တာနိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေစဉ်းစားတာဒီဟာဖြစ်နိုင်ခြေရှိတယ်။အဲကျမတို့ခုခုဖြစ်သွားတယ်ဆိုရင်လည်းသဘောပေါက်လိုက်ကြနော်။ကျမကမုန်းနေတဲ့သူကသူ့လိုပဲရှိ။ဘာကြောင့်လဲဆိုတော့ကျမကသူ့လိုပဲဖြစ်တော့။တကြက်ခိုးရင်သုံးစားရော်လို့ပြောခိုင်းတာ။အဲဟိုမှာဒေကူကကောင်းလေးဆိုလို့ရှိရင်ငါကောက်တဲ့အလူငွေတကြက်ခိုးခဲ့ရင်ငါ၁၀ဆရရော်ပါမယ်။ငါ့ကိုလာပြောကြပါရစေ။တွေ့တယ်။မှန်ကန်တဲ့သူတွေကတတိရှိတယ်ဗျ။ကျမတို့လည်းတတိရှိတယ်ဘယ်တော့မှ မျက်နှာကိုချနေမှာမဟုတ်ဘူးအလူနေကိစ္စနဲ့ပတ်တယ်လို့မျက်နှာထောက်တင်းတင်းနဲ့ကိုပြောမှာအကုန်စိန်ခေါ်တယ်ကျမတို့ကောက်ခဲတာလည်းနည်းနည်းလေးပဲကျမတို့လည်းလုံးဝတကြမ်းမှာဘာကြောင့်လဲဆိုတော့တည်ကြည်နေကြလေအဲ့ဒီအချိန်အဲ့ဒီအချိန်မှာကျမတို့မြင်းချမ်းမှာတည်ကြတယ်နောက်ကမြိုင်မှာတည်ကြတယ်အဲ့တော့လေမြိုင်မှာရှိနေတဲ့အမတွေနဲ့အဲ့ဒီ2021တုန်းကပေါ့မြိုင်မှာရှိနေတဲ့မြိုင်ကျမတို့မြင်းချမ်းငါ့ရှိမှာအားလုံးတည်တည်ရှိပါတယ်ဘကိုးဘကိုးမှာတည်ကြရလေအများကြီးပဲ ကိုမသေးကြတဲ့မြိုင်နောက်ခါကြလို့ရှိရင်လှိုင်းသားယာအဲ့2021တုန်းကတေးကြတဲ့သူတွေရှိတာဟုတ်တေးကြတဲ့သူတွေရဲ့မိသားစုတွေကိုဒါသိမ့်နဲ့သိမ့်နဲ့သိမ့်တသိမ့်အဲ့လိုမျိုးပို့ကြတာ2021တုန်းကလေကျမအများဆုံးပို့တာပါပြီးရင်အဲ့ဒီတုန်းကဟိုဟာဒီလေတနတ်တင်ရှိတဲ့အခါကျတမတို့ကလည်းမီးစာနဲ့လေပြစ်တဲ့ဟာဒီလေဒါလည်းတိအေးအဲ့ဒီပြစ်တဲ့ဟာဒီ ပြီးလို့ရှင်ကြီကာတွေအဲလိုမျိုးပုံစံတွေပေါ့အဲ့ဒါ2021ကပဲအများဆုံးပံ့ပိုးပေးနိုင်ခဲ့တာပေါ့2021ပြီးသွားတဲ့အခါကျတော့ကျမတို့လည်းအလူငွေလည်းမကောက်တော့ဘူးလေ2022ကနေတလပိုင်းကနေစပြီးအလူငွေလည်းမကောက်တော့အဲ့တော့2025လပိုင်းလောက်မှာတခိုးတွေဒလန်တွေထဖြစ်လာတာအခုဒီရနိုင်ငံမှာရှိတဲ့ဟိုကျမကြီးကစတာပေါ့ကျမကြီးနဲ့ဘရောက်ရီကတ်ဆိုးမှုတူတူကဒလန်ဆိုပြီးစတာပေါ့ကျမရှင်မအားလုံးအချက်လက်ရှိပါတယ်ကောသူတို့နှစ်ယောက်ကနေစလိုက်တယ်သူတို့နှစ်ယောက်ကနေစပြီးသွားတဲ့အခါကျမတို့ဟိုကနေပြီးတော့ ကျွန်မနဲ့ပြဿနာဖြစ်တာမဆောင်လေးလို့နဲ့ဖြစ်တယ်အေးမီးပလင်းဟုတ်ကဲ့အဲဟိုကမဆောင်လေးလို့နဲ့ဖြစ်တယ်ပြီးတော့ကျွန်မနဲ့ပြဿနာဖြစ်တာသူတို့အဖွဲတွေကပဲဝါစုကဝါစုဆိုတဲ့ပူဇာအကောင်မနဲ့ဖြစ်တယ်ပြီးတော့သူတို့တိုက်လိုက်တာချင်းချမ်းရဲချမ်းမတော်နဲ့ဖြစ်တယ်နောက်ကကြာလို့ရှင်ငွေပုတို့ငွေပန်းတို့ဤဖြိုးဝေတို့ခုတတိဆဲဆိုနေကြတော့ခုတတိဆဲဆိုနေကခုနကတည်းကယောက်ျားလေးရဲ့အောက်ဟာပုံကိုဟိုကောင်မဇင်ဇင်နိုင်ဆိုတဲ့ကောင်မလာပို့တော့တယ်အဲမိုနိုတော့ပိုလိုတော့မဟုတ်မိုနိုတော့လားဘာလားကျွန်မလည်းမသိဘူးဗျာအေးအဲ့ဒါလေး ပြီးရင်ကျမတို့ကလေဟိုစားအဲ့ဒီမှာပြေလိုင်းတောက်လျှောက်တိရမလားအဲ့2021တောင်ပြေလိုင်းတောက်လျှောက်အားလုံးကဆန္ဒတွေအကုန်ကိုစီပြရကြတယ်မလားအဲ့ဒါရာကုန်တက်ကတူတွေကနေရေကန်းတာတို့တိရမလားကြာစံကြောကန်းတာတို့အေးအဲ့ဒါကျမပဲရာကုန်တက်ကတူတွေကနေကြာစံကြောကန်းတာတို့ဟိုပြီးတဲ့အခါကျလို့ရှိလို့ရှင်ရေကန်းတာတို့ဖရဲသီးစိတ်ကန်းတာတို့ကကျမပဲကျမတို့လုတ်ခဲ့တာတွေပေါ့ကိုတွေက ဟုတ်တယ်ပို့ပို့ကိစ္စကနေစလိုက်တာနဲ့အလူမျိုးဘုံနာကကိုရီးယားမှာအလူတွေဖြစ်နေတာပေါ့နော်အဲ့တော့ကျမတို့လည်းပါလိုက်တဲ့အခါကျဒီလိုလုပ်တာလို့ထင်တယ်ကျမပြောချင်တာအားလုံးကိုမေတ္တာရက်ခံနေ NUG ကိုလည်းထိထိရောက်ရောက်လုပ်ပေးပါလို့ဇန်နဝါရီကိုပါလုပ်ချင်တာကိုထက်ကျမတို့လည်းပါဖြစ်လဲတိတ်ပြီးမျောလင်းကျအနာဂတ်တွေပျောက်ဆုံးနေတယ်ကိုနိုင်ငံရဲ့အခြေကြတာကိုလည်းရေးပေးငါလည်းရင်ပေးကိုတဲ့ချမ်းသာတဲ့လူတွေတည်တယ်ကိုထက်အသက်ငယ်တဲ့လူတွေတည်တယ်ဘာမှအပြစ်ရှိတဲ့ကလေးတွေလည်းတည်တယ် စာတင်နေတဲ့ကလေးတွေလည်းတည်တယ်ကိုရီတက်ကပါမလို့ပဲကျမနေပြောခဲ့ပြီးသားကျမတယောက်တည်းလွတ်လပ်လပ်နေတယ်ကျမစားချင်တာတွေစားခဲ့ရပြီကျမလိုချင်တာတွေဝယ်လို့ရတယ်ကျမအခုလိုချင်တယ်မလား2025 8လိုချင်လားကျမအခုကျမပတ်စံနေကျမဝယ်လို့ရတယ်ကျမအခုဒိုင်းစွန်းနောက်ဆုံးပေါ့ကျမလိုချင်တယ်မလားကျမဝယ်လို့ရတယ်ကျမလိုချင်နေတာ၃ခုရှိတယ်ကျမလိုချင်နေတာ၃ခုရှိတယ်အခုဟို server Samsung ကနေပြီးအသက်ထွက်တဲ့ဟာ 2025H လိုချင်တယ်ပြီးတော့ Dyson ကနေအခုနောက်ဆုံးပေါ်အစ်စ်ထွက်လာတာကောင်း dryer မဟုတ်တဲ့ဟာလိုချင်တယ်ကျွန်တော်လိုချင်တယ်ပြီးတဲ့အခါကျတော့ Pocket 3 drone နဲ့ဟာကိုကိုတက်ကိုကိုတက်ဖို့ရရင် drone နဲ့ရိုက်ဖို့လိုချင်တယ်ပြီးတော့စကိတ်ခဏဝယ်ရမယ်ကျွန်မတည်တယ်စကိတ်ဆောင်နဲ့အိုးထုပ်ဝယ်ရမယ်အဲကျွန်တော်လိုချင်တာအခုလောလောဆယ်မှာကျွန်တော်လိုချင်တာကျွန်တော်အေးချမ်းချမ်း ကျမတို့အေးချမ်းချမ်းနေလာတာ2022လောက်ကလေးကနေစပြီးတော့ပေါ့ဟုတ်ကဲ့ကျမတို့2021မှာတော့အကြီးကျယ်ကျမတို့လည်းပါဝင်ခဲ့တာပေါ့ဒီ2022ကနေစပြီးကျမမလုပ်တော့ဘဲနဲ့ဒီ skin care နဲ့ပတ်သက်ပြီးတဲ့အခါကျဟာမြန်မာနိုင်ငံကိုဂျင်းထည့်နေပါလားဆိုပြီးတော့တဲ့အခါကျတော့အဲ့တော့မှသိလာတာအလောက်ကြီးထိကျမမြန်မာနိုင်ငံမှာအဲ့လိုကြီးထည့်နေမှာမသိခဲ့ဘူးပြီ။ တကယ်ပြောတာအဲ့ဒီအထိကလည်းကိုကကြောင်းတက်နေရတဲ့အခါကျတော့အဲ့ဒီတော့မှကြောင်းပြီးတာကိုအဲ့ဒီတော့မှကြောင်းပြီးတယ်ပြီးတော့မှ thesis ပေးမှာပေါ့ thesis ကဘာကြောင့်မအပ်လဲဆိုလို့ရှိရင်တော့မြန်မာနိုင်ငံအဲတက်လိုက်ရဒီအာဏာသိမ်းလိုက်တဲ့အခါကျတော့မအပ်တာပေါ့ဆိုတဲ့အခါကျကျွန်တော်တို့2021အထိကျမတို့အများကြီးပါဝင်ခဲ့တယ်။2022ကနေစပြီးကောက်လုံးကောက်တော့ဘူး။အကိုတမိုင်းတပိုင်းပဲလူတော့တာပေါ့။အဲ့တော့ကျွန်မစဉ်းစားတယ်ဒီ case ကတော့တကယ်နောက်ကျောထိုးတဲ့ case ပါ။စကားစလုံးမယ်ဆိုကျမတို့လောက်တာကြာလာနေပြီဗျ။တိလား။စကားစလုံးမယ်ဆိုကျမတို့လောက်တာကြာလာနေပြီ ပြီးတော့လေကျမတို့ကျမတို့လှူတဲ့ငွေကပါချီပါချဲ့စန်တဲအိတ်နေဖို့ပဲရှိတာအဲ့တော့အားလုံးပဲဝိုင်းပြီးတော့ရှင်တို့ရဲ့အချစ်တော်ယူပြောကြပါအောင်ဆရာဆရာကြီးဖြစ်ချင်တာလားသမတာကြီးဖြစ်ချင်တာလားအမေစုနေရာကိုလိုချင်တာလားကျမကတော့မေစုနေရာကိုလိုချင်တယ်လို့ဒီလိုကောင်းမှလို့တော့ပြောမှလည်းမဟုတ်ပါဘူးဘာမှလိုချင်စရာကြောင်းလို့မရှိဘူးအမေစုဆိုတာကျမပြောတာပဲကျမကဘာလုံးမှလေးစားရတဲ့လူပါကျမရဲ့ idol ကတစ်ယောက်တည်းပဲရှိအနောက်တစ်နှစ်ယောက်မရှိနိုင်ဘူး ကျွန်တော်တို့ကတင်းကင်းလို့ရမယ်ကိစ္စပါဟုတ်တယ်မခိုင်တစင်းနေအာတစ်ကောက်အမ်တတိကြီးကြီးထားဆိုတော့ကျမကဒီမှာကတော့ဟိုလိုမျိုးဟိုလိုမျိုးကိုကနဲ့ကိုကတော့အဆင်ပြေပါတယ်ဒါပေမဲ့ဒီကိစ္စတွေကနည်းနည်းတော့ပြောတော့ပြောထားရလိမ့်မယ်ဗျတည်ရမလား တင်မှာညပင်ပြီးသွားတဲ့အခါကျတော့ဘာဆီလိုနဲ့ကျမတို့တန်းထီရဲ့ဘာညာနဲ့ကိုရီးယားမှာရှိတဲ့ကတော့ကတော့ကျမကြီးရွှေမိုးကြီးနဲ့ဘာဆီလိုကြီးနဲ့ထရေးတာမဟုတ်ဘူးလားကျမတို့နဲ့ရှင်တော့ဘာမှမဟုတ်လို့လားကျမတို့ကတပြားမှတောင်ခိုးထားတာမဟုတ်လုံးဝတတိရှိတယ်အိတ်ခဲရပဲစိုက်ခဲ့စေဇနာမြစ်တာတွေနဲ့ပဲအကုန်လုပ်ခဲ့တယ်ဒီလားထီတို့ခိုးပူပြီးဆိုတော့ငငယ်ကလေးတွေကခိုးယူထုံးစားလည်းမရှိဘူးကိုတိတ်ခါနဲ့ကိုနေပြီးတဲ့အခါကျတော့ fight ခဲ့အာစိတ်ညစ်တယ်လို့ဟုတ်တယ်အမအမတို့တွေအတိပဲ နောက်နောက်တစ်ချိန်မှာလူသက်တည်ပြီပေါ့ပေးကြတဲ့အမအဲ့ဒါနောက်ကျုပ်ကိုဓာတ်နဲ့ထိုးတာ စကားစားကျမတို့စိတ်ဝင်စားမှမဟုတ်ဘူးဂနီလာလေးနင်တို့လူတာဟိုဟာဟိုဟာပဲရှိရပေါ့စတိုင်ဖို့တောင်ရှိဘူးလို့ပြောတယ်စတိုင်ဖို့ဝါသားတပိတ်တာတောင်ရှိမြန်မာနိုင်ငံမှာဈေးတက်နေကျမတို့တိတ်စိတ်ဝင်စားအောင်ကျမတို့စိတ်ဝင်စားတာသူပဲရှိမှာတေချာတလောက်ရှိတယ်ကျမတနေ့ကုန်စဉ်းစားနေတာဘာလို့လက်ချက်ဖြစ်မလဲ စကားကကြီးစကားစားကြီးကတော့ဝုံတိုင်းနေတော့သူချင်းညာမှာမို့သူတို့စငယ်ကျမတို့စိတ်ဝင်စားကျမတို့ကပါချီပါချက်အတိတ်ကိုထောင်နဲ့ချီလုံးနေတာလည်းမဟုတ်ရာနဲ့ချီဆယ်နဲ့ချီတော့မလုံးဘူးကျမတို့ရဲ့သူလားထောင်ဝင်စားလေးတွေတနာလို့စပေးဆောင်လေးတွေအခုတော့မှဟိုမှာစပေးဆောင်လေးတွေကိုလူးမလို့မထမင်းကျိုးရမလို့ကိုတော့မှအငတ်မခံနိုင်တာကျမထမင်းတနာအငတ်မခံနိုင်ဘူးတကယ်ပြောတာကျမပူဆိုးတယ် ကောင်းကောင်းစားမှကြိုက်တယ်ကျမပြောထားပဲခဏနေတင်မမ်းမသိတော့တယ်ကျမကောင်းကောင်းစားတယ်လို့ကျမအရင်ကတည်းကပြောထားပြီးသားပဲခုနကလည်းကောင်းကောင်းစားဖို့တော့ဝေးလိုက်ခဲ့တယ်ငဖေးလေးလို့တည်ဒီငဖေးလေးကြော်စားရင်အဲ့ငဖေးလေးခဏလေးကြော်ရနေနဲ့အကုန်စားပလိုက်တာကျမတယောက်ထက်အများကြီးစားတယ်သူဝတ်သားဆိုတယောက်ထက်400ဂရမ်စားတာအမလို့တည်တာကျမအသားရမ်းကြိုက်တယ်အတီးအတီးနံလေးကြိုက်တယ်အတီးရနံလားဘရိုကိုလီကိုတစ်ဖူးဆိုပေးမယ်နှစ်ဖူးကြော်ရတာအဲ့တစ်ဖူးကတစ်ခါလေးစားပလိုက်တာ ပြင်နောက်တစ်ခုစားတာအေးတော့တန်းကြီးလို့တဲ့မလေးတန်းကြီးလို့တဲ့ကျမတို့တွေကသူနဲ့ဆိုင်အောက် this ပေါ့ကျမတို့မှာခိုးတဲ့စိတ်ထားမရှိလို့ကျမတို့ကဟုတ်အပေါ်မှာဘော this out this မော်အဝတ်သားဆိုလဲအလိုဆိုင်သွားတယ်400ဂရမ်တခါတည်းကင်စားတာအမဲသားက200ဂရမ်လောက်စားတာဘာကြောင့်လဲအမဲသားကဈေးကြည့်လို့200ဂရမ်5000 5000လောက်ရှိလို့ဈေးကြည့်လို့5000ဆိုရင်အခုခက်ကမြန်မာငွေနဲ့ပြန်တွက်ကြည့်လို့အမလေးမြန်မာငွေနဲ့တွက်ကြည့်ရင်မျက်နှာတွေးတက် တသိန်း9000လောက်ရှိတယ်အဲ့ဒီငါ200 gram ဟိုတနေ့ကကျွန်မစပြတဲ့အမဲသားဆိုအဲ့ဒါအဲ့လောက်ရှိတယ်နေရာပဲဆိုင်မှာသွားဆိုင်ပြီးတော့ကိုရှိမှာလှုပ်ရှားတော့မှာဈေးချိုတည်တယ်ဆိုင်မှာလှုပ်ဆိုင်9000ရကိုရှိမှာလှုပ်ရှားတော့2000ခွဲအဲ့လောက်ပဲကုန်တာပေါ့ဆိုင်မှာဆိုရင်တော့9000လောက်ပေးရတယ်အမဲသားဆို200 gram တပရိတ်သေးစားတာဝါသားဆို400 gram တပရိတ်သေးစားတာဘရိုကိုလီဆိုရင်နှစ်ဖူးကြော်နေတဲ့အချိန်တစ်ဖူးခဏနေတစ်ဖူးအဲ့လိုစားတာ အဲကြောင့်မလို့ကိုတော်အငတ်မခံနိုင်တာကလေးတွေကလည်းဒီလိုပဲထောက်ပံ့တဲ့သဘောလေးအဲတေချာစဉ်းစားပါအားလုံးတေချာစဉ်းစားသင့်ပြီးလို့ကျွန်မထင်တယ်ဒီကိစ္စအလုံးမတွေ့ယူတာယုတ်ကိစ္စမှာစကားစမ်းလို့စကားစမ်းကျွန်မတို့သိစိတ်ဝင်စားလို့ပါချီပါချင်စကားလေးအလုံးမယ်ဆိုကျွန်မတို့လုံနေတာကြားလာနေအချားလူပြောလဲမတင်တင်းတော့ရလို့လုံနေတာကြားလာနေဟိုဟိုဟိုဦးစီးရောက်နေဟိုအမတွေကလုံနေတာကြားလာနေ လုပ်နေရကြားတာနေခုမှမဟုတ်ဘူးအခုကတမတကတမတကဒီလိုလေးနည်းနည်းညှက်လိုက်တဲ့သဘောပဲကျမတို့အခုဟာ one in စပေးတာလို့ကျမထင်တယ်ဒါ one in စပေးတာနောက်ကဆိုဒီလာတိနေအားကျလိုက် get တော့မယ်ဆိုတဲ့သဘောပဲအခုက one in လေးပါလောက်တာလူလေးစပေးတာအဲစကစပေးတာမဟုတ်သူသူစပေးတာပေါ့ဘူးနော်ဒါပေမဲ့တချိန်ကျလို့ရှိလို့ရှင်ပေါ်လာမှာပါကျမတို့ယူစားတယ်ကျင်းတေပေါ့ယူစားတယ် ကျမအယူဆလုံးဝမလွယ်ဘူး။ဒီညီမတွေရဲ့အယူဆနဲ့တူပဲ။အလုံးနဖူးပေါ်လက်တင်ပြီးတော့စဉ်းစားကြပါလို့ပြောချင်ပါတယ်။ဒီကိစ္စအတွေ့အယူတာယူကိစ္စမဟုတ်။ကျမတို့ကောင်းကောင်းတည်တဲ့နောက်ွယ်ရလမေး။အေးရဒီတိုင်းချင်းတူတူ။တို့ကညောင်းညပေါ့။ကျမတို့ကတော့ဟင်းထတာပေါ့။ ် ARV တိုင်းသားချင်းတူတူတမူးလာမှရှိမယ်။ယူသားကြိုးစား ARV တိုင်းရဆိုနေလာတွေ့ပဲတွေ့ပဲဖြစ်ရမယ်။ကိကလောက်ပါပဲ။ကျမတို့လုံးဝအဖြစ်ပေါ်ပါ යි ။ဘိုက်စားလို့တော့ဆောင်းမယ်ဗျာ။ဘာတွေအများကြီးတွေ့ဘိုက်ကစားလိုက်ရအောင်။ဘိုက်ထဲမှာအစာမရှိရင်အိတ်မပြောဘူး။ကျမနည်းနည်းလောက်ထည့်လိုက်ရတော့မှအိတ်ပြောတာ။ကျမလည်းလူတစ်မျိုးတက်တာတော့ဆားလိုက်မယ်။